ပေးပေးထဲမှာ0.21ဒေါ်လာရှိရင်ထုတ်လို့ရပြီလားလို့ဒီမှာမေးထားတာပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ပေါ့နော်ဒါမလင်းရလဲကျွန်တော်0.35ဒေါ်လာရှိတာကို35ဒေါ်လာရှိရတယ်ထုတ်ချင်လို့ဆိုပြီးတော့လာပြောတဲ့သူတွေရှိတယ်ဒါကတော့သူက point နေရဲ့သဘောတရားကိုနားမလည်လို့ပေါ့နော်အဲ့တော့ဒီ Facebook မှာဆိုလဲ0.21ဒေါ်လာရှိတယ်ထုတ်လို့ရလားလို့ကျွန်တော်စီလာပြတယ်ပေါ့နော် Okay အဲ့တော့မရှိလို့ဒီ PayPal တို့မြည်ဒီ KPay တို့လို့တရားလွဲတရားရောက်တာမဟုတ်ဘူးပေါ့နော်တသောင်းလွဲတသောင်းအဲတသောင်းရောက်တာမဟုတ်ဘူးပေါ့နော်သူက ော် transition ဖြည့်ဖြတ်တယ်ပေါ့နော်ဒါပေမဲ့ကိုကမိတ်ဆွေတို့ကဒေါ်လာစီရဒေါ်လာလွှတ်လိုက်ပေးမှတခြားသူစီမှာသူက transition ဖြည့်ဖြတ်တယ်အဲ့တော့ဒီ personal account နေချင်းချင်းဆိုတော့ဒီ UK 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 account ချင်းပေါ့နော် US account ချင်းဒါမှမဟုတ်ဆိုရင်ကနေဒါ account ချင်းဒါမျိုး account ချင်းနေဆိုတော့ fan family နဲ့ဆိုလွှတ်မယ်ဆိုရင်တော့ transition fee ပေးစရာမလိုဘူးပေါ့နော်အဲ့တော့ go and saving နဲ့လွှတ်မယ်ဆိုရင်တော့ transition fee အားမိတ်ဆွေကိုပတ်ဆက်ရတဲ့သူဖက်မှာဖြတ်သွားတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့ပတ်ဆက်အပြည့်မရဘူးအဲ့တော့ရောင်းမယ်ဆိုရင်မိတ်ဆွေတို့ဒီ PayPal ထဲမှာ 5ဒေါ်လာလောက်ရှိမှာပဲခြားသူစီသွားရောင်းလို့ရမှာပေါ့နော်အကျွန်တော်ကတော့ခုနောက်ပိုင်း10ဒေါ်လာရှိမှာပဲကျွန်တော်ဝယ်ပြီးတော့တယ်ပေါ့နော်โอเคဒါလေးပြပြပေးကြီးဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျာ